ဒီမှာလောင်ထားတဲ့လူတွေလည်းရှိရပါဘောလေအဲဒီမှာပါလဲဆို USDP နဲ့ PPP ဘာတူလဲဆိုဘောမာတာတူတယ်လို့ပြောတာဖြစ်ပါတယ်ရှင့်အဲဘောမာတယ်လို့ပြောတယ်ဆိုလဲအဲဘောမာတယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ကအရင်းမပေါင်းနေပါဘူးအဲဘောမာတယ်လို့ပြောတယ်ဆိုလဲအဲဘောမာတယ်ပေါ့နော်တခိုးတွေချင်းချင်းလဝါချင်းရိုက်ပြီးစက်ခိုးဝင်ရဖို့အတွက်လုပ်နေတယ် ရွေးကောက်ပွဲမဲဆွယ်ကာလဖြစ်ပါတယ်။ဒီမဲဆွယ်ကာလမှာပြည်သုံးလုံးပါတီဒေါ်သက်သက်ခိုင်ကအင်တာဗျူးတစ်ခုမှာဖြေထားတာရှိတယ်။ဒီရက်ထဲမှာထွက်လာတဲ့အင်တာဗျူးပါ။အင်တာဗျူးမှာသူပါဖြေထားလဲဆိုလို့ရှိရင်ရွေးကောက်ပွဲကာလမှာအခက်အခဲရှိတာကတော့လုံခြုံရေးပါပဲ။လုံခြုံရေးစိတ်မချရတဲ့အတွက်ကိုယ်တိုင်သွားရောက်ပြီးတော့မဲဆွယ်ဖို့ကတ်ခဲနေပါတယ်တဲ့။နောက်ပြီးသူပါဆက်ပြောထားသေးလဲဆိုရင် ပြည်သူလူထုကို မဲမထည့်ရဖို့တားနေကြတဲ့လူတချို့ရှိတယ်လူတွေရှိတယ်ပေါ့ဘာမှမစိုးရိမ်ပါနဲ့တဲ့ပြည်သူတွေကမဲတော့ထည့်ပါတဲ့နော်နောက်တစ်ခုကဒီရွေးကောက်ပွဲဒီဒီမိုကရေစီလမ်းကြောင်းကိုရှောက်ဖို့အတွက်လုပ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ပြည်သူတွေမှာတာဝန်ရှိပါတယ်တဲ့မဲထည့်ဖို့တာဝန်ရှိပါတယ်တဲ့နော်အဲ့တော့ကိုယ်တိုင်တောင်မှမဲမဆွဲရဲလို့ လုံခြုံရေးစိတ်မချဘူးလို့ပြောနေတဲ့လူတယောက်ကပြည်သူ လူထုကိုကြတော့ဘာမှမစိုးရိမ်နဲ့မဲထဲကြပါအဲ့တော့နင်တို့တွေပဲအသက်ရှိတာနော်နင်တို့တွေပဲကြောက်တတ်တာငိုကြရွှေကိုတွေပေါ့နော်အဲ့တော့နင်တို့ခုံမြဲဖို့နင်တို့အာနာမြဲဖို့တိုင်းပြည်ထဲမှာနင်တို့ဆက်ပြီးတော့ချဲ့လေငွေရဖို့ခိုးငွေရဖို့အတွက်နင်တို့အတွက်နင်တို့လောက်တာတော့မှ လုံးကြုံရေးစိတ်မချရလို့အပြင်မထွက်ရဲတဲ့လူတွေကပြည်သူလူထုကိုကြတော့ဖြစ်ချင်ရဖြစ်ပေါ့ဒီလိုအာနာအတွက်ပြည်သူလူထုကို မဲထွက်ပေးပေါ့ပုံကျဲနေတဲ့ရှားမှာတနတ်တန်ကြည်စံနေရှားမှာနော်အဲ့တော့ငါတို့မဲရဖို့အတွက်ငါတို့ခုံရဖို့အတွက်အာနာဆက်ရဖို့အတွက်ငါတို့ကိုမဲလာခဲ့မြို့ပါလို့သိချင်းသိဖြစ်ချင်တယ်လို့ဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလိုက်တဲ့စကားပဲဖြစ်ပါတယ်နောက်တစ်ခုကဒီမိုကရေစီလမ်းကြောင်းနဲ့ပြည်သူတာဝန်ဆိုတဲ့စကား ဒီမိုကရေစီလမ်းကြောင်းဟာ2021အာဏာသိမ်းပြီးတဲ့ကဒီမိုကရေစီလမ်းကြောင်းကိုဖျက်ဆီးခဲ့တာနင်တို့ကိုယ်တိုင်ပဲဖျက်ဆီးခဲ့တာအခုချိန်မှာဒီမိုကရေစီလို့ပြောရင်နင်တို့ကရှီစရာဟာတာပြက်လုံးတွေပြောနေတဲ့စောက်ပိုးတွေပဲနော်လူခွင့်ရေးအမျိုးမျိုးချိုးဖောက်နေတာတိုင်းပြည်ထဲမှာလူတွေဒုက္ခရောက်အောင်စစ်ဘေးရှောင်တွေပုံများလာအောင် လေရင်တွေအလွန်အကျွံတုံးပြီးတော့အင်အားတွေအလွန်အကျွံတုံးပြီးတော့ဝေပုံကြီး ဖင်ခုထိုင်ပြီးတော့တိုင်းပြည်ထဲကရှိတဲ့ဟာတွေအကုန်ထိုးပေးပြီးတော့မှအာနာတီမြဲရေးပဲတွားနေတဲ့ကောင်တွေကနော်လုတ်တဲ့ရွေးကောက်ပွဲမှာဒီမိုကရေစီဆိုတဲ့စကားကိုမင်းတို့ထဲ့ကိုမတုံ့တင်တော့တာနော်မင်းတို့လိုပညာဓာတ်အောက်တန်းစားတွေနော်ပညာဓာတ်အောက်တန်းစားတွေအုတ်ချုပ်တဲ့နိုင်ငံမှာမင်းတို့လက်ထဲကနေအာဏာကိုမလွတ်သရွေ့ဒီမိုကရေစီဆိုတာဘယ်တော့မှမြင်ရမှာမဟုတ် လူခွင့်ရေးအမျိုးမျိုးချိုးဖောက်ခံဖိနှိပ်ခံရတဲ့နိုင်ငံတကာမှာမျက်နှာငယ်ငယ်နဲ့အလौတမားတွေအဖြစ်နဲ့ပဲဘဝကိုအဆုံးသတ်ရမယ်ပြည်သူလူထုကိုပဲနင်တို့လက်ထဲမှာမြင်ရမှာဘာဒီမိုကရေစီမှာနင်တို့ဗဇက်နဲ့မထိုက်တာပေါ့နော်အဲ့တော့ပြည်သူတောင်းတိုင်းပြည်တပြည်ကိုအုပ်ချုပ်တဲ့လူမှသာဒီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ဖို့ဒီတိုင်းပြည်အတွက်လုံခြုံမှုရှိဖို့ နင်တို့မှာပဲတာဝန်ရှိတယ်။ပြည်သူအတန်ကိုနားထောင်ဖို့ပြည်သူစံနာကိုလက်ရောဖို့တာဝန်ကနင်တို့မှာပဲအပြည့်အဝရှိတယ်။ပြည်သူကနင်တို့တာဝန်ကြီးမှဆက်ပြီးတာဝန်ကြီးမှပြည်သူကအရှိရတာဝန်ကြီးပြီးတော့မှနင်တို့ကအနောက်ကလိုက်တာဝန်ကြီးမယ်ဆိုတဲ့အိမ်မဆန်ဆန်စကားတွေမပြောနဲ့။နင်တို့ကဘယ်တော့မှတာဝန်ကြီးခဲ့တဲ့လူတွေမဟုတ်။နင်တို့လက်သေးကိုဒီတိုင်းပြည်ကြီးနှစ်ပေါင်းများစွာထားခဲ့ပြီးသွားပြီ။နင်တို့ဘယ်နေရာမှာတာဝန်ကြီးခဲ့လဲ။နော်အဲ့တော့တာဝန်ဆိုတဲ့စကားကနင်တို့အုပ်စုကိုစစ်အုပ်စုကို အာနာယူအုပ်စုကိုအောက်တန်းစားတကောအုပ်စုကိုပြန်ပြောရမှာအဲ့ဒီတာဝန်ဆိုတဲ့စကားကိုနင်တို့တာဝန်တိတိအလုံးလုံးလို့ပြန်ပြောရမှာကိုကိုကိုလက်ညှိုးထိုးပြီးတာဝန်ဆိုတာဘာလဲလို့ပြန်ပြောရမှာနောက်တစ်ခုကရွေးကောက်ခံအစိုးရဖြစ်လာရင်ပြည်သူဆိုတဲ့မျက်မှန်ကိုတက်ပြီးတော့မှပြည်သူကိုစားလွတ်တော်မှာအစိုးတင်သွင်းမယ်ပြည်သူအတန်ကိုပြန်ပြီးတော့မှလွတ်တော်မှာထုတ်ပြန်မယ်တောင်းဆိုမယ်ပြည်သူအရေးလှုပ်ဆောင်မယ်တကယ်တော့ပြည်သူအရေးလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ဖမ်းထားတဲ့ခေါင်းဆောင်တွေကိုအရေးလွတ်ပေးလိုက် အဲ့ဒါပြည်သူအတန်ပြည်သူအရေးပြည်သူအတွက်အပြန်လှန်အကျိုးပြုတဲ့အဖွဲ့အစည်းတွေဖြစ်ရမယ်မလိုအပ်တာတွေမဖြစ်နိုင်တာတွေမတောင်းဆိုနဲ့တဲ့နင်တို့ကိုယ်တိုင်လှုပ်ထားတာကမဖြစ်နိုင်တဲ့အရာကိုဖြစ်အောင်လှုပ်ထားတာမဖြစ်သင့်တဲ့အရာကိုဖြစ်အောင်လှုပ်ထားတာဟုတ်လားမတောင်းဆိုနဲ့ဆိုတော့ငါတို့လှုပ်ချင်ရလှုပ်မယ်ငါတို့လှုပ်ချင်တဲ့ဟာတော့ဖြစ်တယ်နင်တို့ဖြစ်ချင်တဲ့ဟာတော့မတောင်းဆိုနဲ့ဆိုတဲ့စကားဘယ်မှာလဲဒီမိုကရေစီစံနှုန်းဟင်အဲ့ဒါကြောင့်မို့ပြောတာဒီမိုကရေစီဒီမိုကရေစီနဲ့နားကြားမင်းနေအရန်ကတ်အာနာရှင်တွေအတွန့်ရှည်ဖို့ တတ်ဆိုးရှိဖို့ပြည်သူလူထုကို နလပိန်းတုံးနေလို့ဆက်ပြီးဖိနှိပ်အုပ်ချုပ်ဖို့အချင်းချင်းအာဏာတည်မြဲရေးစုအော်ကြမယ်လွတ်တော်တာဖြစ်ပါတယ်မင်းတို့ရဲ့လွတ်တော်ကနော်အဲ့တော့မင်းတို့ပြောနေတဲ့အရာတွေနဲ့မင်းတို့လုပ်နေတာနဲ့ကမင်းတို့ကိုနှုတ်ဆောက်ရပြန်ခွဲနေတာနဲ့အတူတူပဲကိုပြောတဲ့စကားဘယ်တခွန်းကထိရောက်တယ်လဲဘယ်တခွန်းကပြည်သူအကျိုးကိုစောင့်တယ်လဲမင်းတို့ဗဇက်ကဟလိုက်တဲ့အလုံးတိုင်းအလုံးတိုင်းဟာ နင်တို့ကျူးလွန်ခဲ့ပြီးသားတွေဖြစ်တဲ့အတွက်ဆောက်ရှင်းမရှိပြောနေခြင်းသာဖြစ်ပါတယ်။တောင်းဆိုတဲ့လူတွေကလည်းယူသားမှုရှိရမယ်တဲ့အချင်းချင်းအပြန်လှန်အကျိုးစီးပွားနဲ့သွားရမယ်နော်အဲ့တော့ယူသားမှုဆိုတဲ့စကားကကြီးစရာကြီးပါပဲဟုတ်လားနင်တို့ကိုယ်တိုင်မယူသားလို့ပြည်သူတင်ထားတဲ့အစိုးရကိုထောင်ထဲမှာကောက်ထည့်ထားပြီးတော့သူ့မပါတဲ့သူ့ကိုယ်ရာမှာလှုပ်တဲ့မျက်စိနားတွေပိတ်ပြီးတော့မှလှုပ်တဲ့ရွေးကောက်ပွဲကိုမြန်ယူသားရမယ်ဆိုတဲ့စကားကိုနင်တို့ပါးစပ်နဲ့မတန်မရပြောသေးတယ် အပြန်အလှန်ကြိုးစည်းဝါဆိုတာကတော့ဗာလေစစ်အုပ်စုလက်ပါစီတွေနဲ့နင်တို့လိုခရိုနီတွေကြားကအချင်းချင်းအကျိုးပြုမဲ့အပြန်အလှန်ကြိုးစည်းဝါပြောတာလားပြည်သူအတွက်တော့မဖြစ်နိုင်ဘူးเนาะပြည်သူတွေဆင်းရဲဒုက္ခရောက်လေလေနင်တို့နင်တို့တွေကကြိုက်လေလေတိုင်းပြည်ကြီးသူများလက်ထဲကိုထိုးအပ်ပြီးတော့နင်တို့ခုံမြဲနေလေလေနင်တို့ကကြိုက်လေပြည်သူလူထုမသိနားမလဲလေလေနင်တို့ကကြိုက်လေအဲ့တော့အပြန်အလှန်ကြိုးစည်းဝါဆိုတာကတော့နင်တို့ရဲ့အကျိုးစီးပွားအတွက်ပဲလုပ်မယ် ရေကောက်ွယ်လုံမဲ့အစိုးတင်သွင်းမှုတွေပဲဖြစ်ပါတယ်အဲ့တော့ဒီအတုအယောင်ရွေးကောက်ွယ်နိုင်ငံတကာကလည်းအတိအမှန်မပြုတဲ့ရွေးကောက်ွယ်ကမ္ဘာအလယ်မှာလည်းစောက်ရှက်အကွဲခံပြီးလုပ်တဲ့ရွေးကောက်ွယ်ပြိုင်ဘက်ကိုထောင်ထဲထည့်ထားပြီးတော့ကွယ်ရာမှာလုပ်တဲ့ရွေးကောက်ွယ်ကိုကိုရှင်ပြိုင်ဖိုက်နိုင်တဲ့လူတွေကိုစီးဝိုင်းအပြင်ဘက်အကုံဆွဲထုတ်ထားပြီးတော့မှနေနို့အချင်းချင်းခိုးဖို့အတွက်လုပ်တဲ့ရွေးကောက်ွယ် အဲ့တော့တကိုးတွေကလူကောင်းလုတ်ပြီးတော့မှလူကောင်းတွေကိုနိုင်ငံအပြည့်နေရောက်အောင်နိုင်ငံမဲ့တွေဖြစ်အောင်လုပ်နေတဲ့ဒီအတူရောင်ရွေးကောက်ပွဲအတွက်ကျမတို့ပြည်သူလူထုဒစည်းတလုံးနဲ့တွန်းလှန်မှုလုပ်ပါတယ်နော်စိတ်ခိုင်ခိုင်ထားပြီးတွန်းလှန်မှုလုပ်ပါဒီမဲတွေဒီကျမတို့နောက်ထပ်တိုင်းပြည်ကိုကာကွယ်နေတဲ့လူငယ်ပေါင်းမြောက်များစွာရဲ့အသက်ကိုနှုတ်ယူသွားမယ်မဲတွေဖြစ်ပါတယ်အဲ့ဒီအတွက်လူသက်အားပေးမလုပ်ကြဘူး ကျမတို့ရဲ့တန်ဖိုးရှိတဲ့မဲတပြားဒီလွတ်လပ်ခွင့်နဲ့ကိုကြိုက်တဲ့ခေါင်းဆောင်ကသာပေးခွင့်ရမယ်မဲတပြားအဖြစ်ပဲရှိနေတဲ့ပါတယ်လို့ပြင်ပြလိုက်ပါ